မင်္ဂလာပါရှင်။ Edison ခမ်းမြမအော်ဒီယိုဘုတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ခေါင်းစဉ်လေးကတော့အတိပါတဲ့ခြေလန်းဆရာမကြီးခင်ဉ္ဇီတာရေးသားထားတဲ့စတဲ့သူကိုတတိယလေးခါစတဲ့ကမြမလေးသက်စားစုတွေဖြစ်တဲ့ခေါင်းစဉ်တစ်ခုကတော့အတိပါတဲ့ခြေလန်းမြမလေးရေကိုစိတ်နှပြအေးချမ်းပါစေနော်။ အီဇမ်မှုဆိုတာရှင်သန်ခြင်းရဲ့အနှစ်သာရအရာအလုံးထက်တန်မှုအကြီးဆုံးညာမှုညီမလေးအီဇမ်ပါစေ။ဘောမှာဘာတွေပဲရှိနေနေအီဇမ်မှုမရှိရင်အရှိတွေဟာအစိတ်လိုပါပဲ။ရှိနေတာတွေကြောင့်ဆင်းရဲဒုက္ခရောက်ရတယ်။ဘောမှာဘာမှမရှိအီဇမ်မှုရှိနေဘောဟာကျဉ်းနှက်စရာလောကဟာနေပျော်စရာပါပဲ။ဒါကြောင့်ဘောမှာအလိုအဆုံးကအီဇမ်ပျော်ရွှင်မှုပါ။လူတွေဟာအီဇမ်မှုကိုလိုချင်လို့လောကနီးနဲ့ရှာဖွေတယ်။ ်ရှင်ငွေပစ္စည်းဥစ္စာပြည့်စုံကျေဝလာရင်အီဂျန့်မယ်ထင်ကြတယ်။ဒါပေမဲ့ရှိလီလီပြင်မကြလီလီပါပဲ။အီဂျန့်မို့ဘာလို့ရမလဲ။သိအောင်လုပ်ရမယ်။အရာရာကိုဓမ္မအမြင်နဲ့သိနာလေလာတဲ့အခါအီဂျန့်မို့အရာတာကိုခန်းစားရလိမ့်မယ်။ဒါကြောင့်အီဂျန့်မို့အတွက်ရှိဖို့မလိုဘူး။သိဖို့ပဲလိုတယ်။ ဒါကိုတဘောပေါက်ခဲ့ကြတဲ့သူတော်ကောင်းတွေဟာအေဂျင့်မို့ရှိရာလေးနဲ့ရောက်ရေးပြီးတည်အောင်သာစူးစမ်းခဲ့ကြတယ်။ဘဝကိုအတိတရားနဲ့ရှောင်လန်းခဲ့ကြတယ်။အတိပါတဲ့ခြင်လန်းတွေကသာနိဗ္ဗာန်နဲ့စီအရောက်သွားနိုင်တာလေ။ဒီမှာလေအေဂျင့်ပါစီနော်။ပုံမှုကင်ဝေးဘဝအေဂျင့်မို့ကြုံလာသမျှကိုဓမ္မအမြင်နဲ့စင်ကျင်တနစ်သာချမ်းမြေ့ကြည်လင်ပါစေ။ဒီနေ့တော့ကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ပြီးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။